အရက်ဆိုင်တွင်နေပါဖို့အတွက်ဘကိုးတိုင်းပြည်မြို့နယ်မှာရင်မျိုးလိုင်စင်ကိုတိုးမြင့်ကောက်ခံလိုက်ပါတယ်ဒီသတင်းကိုနော်နိုရင်းကတင်ဆက်ထားပါတယ်ရှင်ဘခုတိုင်းဒေတာကြီးအစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ပြည်မြို့နယ်မှာအရက်ရောင်းချခွင့်လိုင်စင်တွေတိုးမြင့်ကောက်ခံလိုက်ပါတယ်။အရက်ဆိုင်တွေနေပါသွားစေဖို့နဲ့လူငယ်တွေအရက်တောက်တုံးနေတာတွေကိုလျှော့ချပစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အခုလိုတိုးမြင့်ကောက်ခံတာလို့ပြောပါရစေ။ အခွန်ခါနဲ့တိုးကောက်လေဆိုတာကတော့ဘူးခက်ကလာကကျွန်တော်နိုင်ငံမှာရက်ဆိုင်များအဓိကရက်အခွန်ခါရရှိနေလို့မဟုတ်ရက်ဆိုင်လေးပါဖို့အတွက်ကျွန်တော်ကအဲ့လိုတက်မှတ်တခုရင်းမဟုတ်ပါဘူးကျွန်တော်တို့ကဒေဝန်ဆိုရင်ကျွန်တော်တို့ကဂါလန်90နဲ့တရားကြဝင်ပြီကျွန်တော်တို့ကသိန်း30လိုက်စင်အရင်တော့က24သိန်းကြီးတွေဟာပေါ့နော်ပြင်ဆင်လုပ်ထားရတာကျွန်တော်တို့ကသိန်း30ဂါလန်900ကနေ1000ဆိုရင်90ဂါလန်1000အထက်ထွက်တွေဟာကိုသိတယ်ကျွန်တော်တို့ကလိုက်စင်က လွတ်တော်ကနေတင်စလိုက်တဲ့ဥပဒေအရကျွန်တော်တို့ကဒီလို CF CF ဆိုတာကျွန်တော်ထန့်ရည်ကိုတနည်းရည်တော့အခြားကျွန်တော်တို့ floor size ရည်ကိုခေါ်ရအောင်နော်အဲ့ဒီခါပြီးမှကျွန်တော်တို့ကနိုင်ငံခြားရက်တို့ CS2 ရည်တို့စားတော့ဆိုင်ဥပဒေတို့တော့အဲ့ဒီခါလည်းအကောင်လုံးကျွန်တော်တို့ကရက်ဆိုင်တိုးပြီးတော့ကောက်တဲ့ပုံမျိုးဘဝရိုက်ဒေသကြီးလွတ်တော်ကပြဋ္ဌာန်းတဲ့ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်တယ်လို့လည်းပြောပါရယ်အခုလိုအရက်ဆိုင်အခွန်ရခိုင်နှုန်းရုတ်တရက်တက်သွားတဲ့အတွက်ကြောင့်လည်းတချို့အရက်ဆိုင်ပိုင်ရှင်တွေအခွန်ဆောင်မှုအခက်အခဲကြုံနေရပါတယ် ။ကျမတို့ရဲ့ရက်ွက်ရောင်းဝါးကတော့ဒီလောက်ကြည့်တော့တိတ်မရှိဘူးပေါ့နော်။အာတိတ်မရှိတော့အခုလိုမျိုးလိုင်းစင်းကတုံးတင်းသွင်းရမယ်ဆိုတော့နည်းနည်းတော့ခက်ခက်ဖြစ်သွားတာပေါ့။အခက်ခဲရှိတာကသူကကျွန်တော်တို့ဆိုင်နေမှာလာပြီးတော့ကြောင်းကြတယ်။22ရက်နေမှာလာပြီးကျွန်တော်တို့ဆာနဲ့ကြောင်းကြတယ်။23ရက်နေကနေပြီး28နှစ်ကြာတယ်မ28နှစ်နောက်ဆုံးထားပြီးငွေပေးသွင်းရမယ်လို့ပြောတယ်အဲ့လိုငွေပေးသွင်းရမယ်ခါကျတော့အချင်းရ၄ရက်ပဲဒီအချင်း၄ရက်မှာကျွန်တော်တို့ငွေ၃သိန်းဆိုတာနောက်ပြီးငွေ၃သိန်းလည်း တက်တက်ခါတဲ့အပြေကြီးပြေးသွင်းရမှာလို့ပါတယ်အဲ့တော့အဲ့သုံးသိန်းဆိုတာကျွန်တော်တို့က CS2 ကြီးရောင်းတဲ့လူတွေအတွက်တော်တော်ကြက်သေးပါတယ်တော်တော်မလွယ်ဘူးတို့အနေနဲ့အရင်နှစ်ကတနှစ်ကို9000အခွန်ပေးသွင်းနေပြီးအခု3သိန်းပေးဆောင်နေရတာပါကြားရသည်နဲ့တိုက်ဆိုင်နေတာကြောင့်လဲငွေကြေးအခက်အခဲပိုရှိတယ်လို့လည်းပြောဆိုနေကြပါတယ်ပြည်မြို့မှာထန်းရည်တနည်းရေခေါင်းရည်လှော်ရည်ရောင်းချတဲ့လှိုင်းချင်း ဒေတာရင်းချက်အရက်ဖြူရောင်းချတဲ့လိုင်စီပြည်ရင်းဖြစ်နိုင်ငံသားအရက်ရောင်းတဲ့လိုင်စီနိုင်ငံသားအရက်ရောင်းချတဲ့လိုင်စီအရက်နဲ့တွဲရောင်းစားတဲ့စားတော့ဆိုင်လိုင်စီအားလုံးကိုအခုနှစ်ကစပြီးအခုနှစ်ကိုတိုးမြှင့်လိုက်တာဖြစ်ပြီးပြည်မြို့မှာတော့ CFL license ဆိုင်ပေါင်း488ဆိုင်ရှိပြီးနိုင်စင်မရှိပဲလုပ်ငန်းပြုလုပ်မယ်ဆိုရင်ရည်မျိုးအဥပဒေ48အရရဲကတည့်ရလို့ပြုလုပ်ပြီးတရားဆွဲဆိုခြင်းခံရမှာဖြစ်ပါတယ်။ secret ကိုအခွန်တရာရခိုင်နှုန်းကျဲအရက်ဘီယာနဲ့ဝိုင်အတွက်အခွန်90ရာခိုင်နှုန်းကောက်ခံမှုပြည်တော်စွလွတ်တော်ကမက်လာ10ရက်နေ့ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ကျမတော်နိုရင်းပါရှင်